အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာအောင်စီရတုရေးသားထားတဲ့ဝင်ကဘာမြိုင်ဆိုတဲ့ဝိထုရဲ့အပိုင်းတစ်ပဲဖြစ်ပါလိမ့်ရှင်ကျမနဲ့တူ နားဆင်ခံစားပေးကြပါအောင်ရှင် အခန်းတသူတော်သဲလိုက်သည်မူညနေဆောင်ကလေးကရွာနေခဲ့သည်မူအလင်းရောင်ကွယ်ပြောင်း၍အမှောင်သို့ရောက်သည့်တိုင်မိုးကအစမပြတ်ရွာချနေစေရွာနေပုံကလည်းဖွဲဖွဲရေးရေးဖြင့်ရွာနေပုံမျိုးမဟုတ်တဲကြီးမဲကြီးရွာနေသည်မှရေကြီးအိုးရိုက်ခွဲလိုက်သည့်တိုင်ဖြစ်သည်တမင်းဖေးပြန်မလာသေးဘူးလားကွယ်ဒေါ်စာယူကအိမ်ရဲထဲမှလှမ်းမိ၏ အိမ်ရှိကန်းရှိကျမ်းမြင်ပေါ်တွင်ငုံတုံထိုင်နေသည့်သူတော်သည်စိတ်ပြဲလက်ပြဲဖြင့်တပင်းကိုသားချလိုက်မိ။သူ့အမေဒီမေကွန်းကိုညစဉ်အချိန်မှန်မေးနေကြဖြစ်၏။အမေသည်အဖေအားညမောင်သည်နှင့်မေးနေကြဖြစ်သည်။ကြာတော့လေသူတော်သည် အမေမေကွန်းကိုဥပိ္ပခာနိုင်စွမ်းဖြစ်လာသည်။ကြာနေကြမေကွန်းတို့ခုမှပြန်မဖြေဘဲအသာငြိမ်နေတတ်လာ၏။အဖေကလည်းအဖေပါပဲ။ ဘယ်တော့မှစောစောစီးစီးပြန်ရောက်မလာတဲ့အစဉ်အမြဲဆိုသလိုအပြင်ထွက်အချိန်ဖြုံးနေပြီးညမှောင်တော့မှပြန်လာတတ်၏အိမ်တွင်ကြံရင်နေသည့်သူတို့သားမိကတော့အမောင်ထဲမှာအချိန်ကုန်နေရတတ်၏အမောင်ထဲမှာထိုင်နေရသည့်သူတို့အဖို့လဲချင်းကြိုက်ခံရသည့်ဝေဒနာကိုခံစားနေရတော့လဲတိတ်ပြီးတော့အမှုမထားတော့မတီကြိုးကြုံပြုတ်တက်လာ၏ဟဲ့သူတို့နင့်အဖေပြန်မလာသေးဘူးလားလို့ငါမင်းနေတယ်လေ ဒီကနေ့တော့နည်းနည်းထူးဆန်းနေသည်အခါတိုင်းနေတွေတော့ငါဆိုသူ့မေးသည်တခါမေးပြီးနေနောက်ထပ်တခါထပ်မံမေးလေးမေးထားမရှိတဲ့ဒီကနေ့တော့ဒုတိယတစ်ခေါက်ထပ်ပြီးမေးနေ၏ပြီးတော့အမေလီတန်ကအခါတိုင်းနေတွေလို့မဟုတ်တော့စိတ်မရှိသည့်လေတန်တွေရောပါနေ၏သူတော်သည်ထိုင်ရာမှထကအတွင်ငန်းထဲသို့ဝင်ခဲ့၏အမောင်ထဲမှပင်ဆောင်းကောင်းပြီးခြုံ၍အိတ်နေသောအမေပုံစံကို ဝိုးတော်အနေထားဖြင့်တွေ့မြင်ရ၏သူတော်ကအမိဘေးမှာအသာရထိုင်လိုက်၏တာလီသူတော်တရဲ့ဖေးပြန်မလာသေးဘူးလားယင် အမိလေးတန်းသည်အခါတိုင်းကဲသူမဟုတ်အနေငယ်ပျော်ပြောင်းပြီးတိုးတိမ်နေ၏အမိကျမ်းမာ၏သည်တစားတစားချူချာလာနေသည့်အဖြစ်ကို သူတော်တီတီပါပါသတိပြုမိလာ၏သူတော်ယင်ထဲမှာတင်းတင်းကြပ်ကြပ်ဝေဒနာတရက်ကို ခံစားလိုက်ရသလို စွန်နေတိုင်းကြီးဖြင့်လဲမိခင်ဖြစ်သူအားပြန်ပြောမိသည်အမေရဲ့ဘယ်တော့ကများအဖေကစောစောပြန်လာတတ်လို့လဲအဖေကိုမင်းနေရင်နဲ့အမေပဲအမောဖောက်လာလိမ့်မယ်အမှန်တိုင်းပြောရရင် အမေက အဖေကိုမျောနေတယ်လို့ဒါလည်းအဖေကိုထိုင်ပြီးမျောနေတာပါပဲအမေရဲ့ဝမ်းနဲ့စွန်နေတိုင်းကြီးဖြင့်ပြောမိသည်မိခင်ဖြစ်သူထံမှတပြင်းချတဲ့တစ်ချက်ကိုကြားလိုက်ရသည် တကယ်တော့သူဤဖခင်ဥကြော်စီရသည်လက်သမားဆရာတဥဖြစ်သည်အိမ်ပြုပြင်စရာရှိမှအိမ်ဆောက်စရာရှိမှအလုတ်ကိုင်းအဆင်ပြေတတ်၏ခက်သည်ကလူနှင့်ဆောင်းနှင်းကာလမှသာလူတွေကအိမ်ဆောက်လုပ်တာများ၏ခုလိုမိုးရင်းရာသီမှာတော့အလုတ်ကိုင်းကရှားပါလာ၏တခုတော့ရှိသည်ဖေဖေဥကြော်စီရသည်အလုတ်ကိုင်းရှိရှိမရှိရှိ အမြဲတမ်းလိုလိုအိမ်ပြန်နောက်ကျတတ်၏အပြင်တွင်သာအချိန်ကုန်နေတတ်၏ တကယ်တော့ဖေဖေဦးကျော်စရာကအပေါင်းအသင်းခင်တတ်၏အပေါင်းအသင်းများ၏အလူဆန္ဒကို လိုက်တတ်၏သူအပေါင်းအသင်းတွေဆိုသည်များကလည်းအလုံးကိုင်းလက်ကြောတင်းအောင်မလုပ်နှင်းသာရှိရမည်ပျော်မယ်ပါမယ်ဆိုသည့်ကိစ္စများမှာတော့ထမင်းမေဟင်းမေအိမ်ကသားများကိုပင်မိထားတတ်ကြသူများဖြစ်၏ယခုဆိုလင် သူတို့အတက်20ကျော်ခဲ့ပြီပညာကိုဟုတ်သည့်ပတ်သည့်မတင်ခဲ့ရပညာတစ်ပိုင်းတစ်စားနှင်းထွက်ခဲ့ရသည် အတန်းပညာ6တန်းအောင်မြင်သည်နှင့်ကြောင်းဆဲတဲ့၍မရတော့ဒါကလည်းဖေဖေဥကျော်စရာဤစီးပွားရေးမနိုင်နှင်းမှုကြောင့်ဖြစ်သည် သူကြောင်းထွက်မည်ဆိုသောအခါဖေဖေသည်ဘာတခွန်းမှတားမြစ်စကားမဆိုကောင်းသည်ဆိုသည်ကိုလည်းအပြစ်မပြောကောင်းရင်၍သာမင်းသဘောပဲဟု ဆိုခဲ့သည် စင်စစ်ဖေဖေသည် သူတို့သားမိဘတွင်တိတ်ပြီးအလေးနဲ့မထားတော်မှန်းထိုစဉ်ကလေးကပင် သူတို့ရိမ့်စားမိခဲ့သည် ဒါကလည်းအကြောင်းရှိသည်ဖေဖေဦးကျော်စရာသည်မိမိကိုရာတွင်နောက်ထပ်အငယ်နှောင်းတစ်ယောက်ထပ်မံယူထားပြီးပျော်ပိုင်နေသောကြောင့်ဖြစ်၏ထိုမိမနာမည်ကနှွယ်နှောင်းဖြစ်သည်ရွာထဲမှပဲဖြစ်သည်ဒီကြောင့်ကိုသူတို့သားမိတည်နေတော်လဲမတည်ကြိုးကြုံပြုနေရ၏ပြဒနာမရှာရဲပဲရှိရသည် အပြစ်မပြောရဲပဲရှိရသည်အကယ်၍အပြစ်ပြောလိုက်ရင်ဖေဖေဦးကျော်စရာသည် ူတို့သားမိအားတခါတည်းပြေသွားမှဆိုးသောကြောင့်ဖြစ်သည်။သားလေးပိုင်းမစားဘူးလားယင်။အာရင်ချီနေစွာဖြင့်မေမေကမေးလာ၏။အမောင်ထဲမှာပင်သူတို့သည်မေပြုံးပြုံးလိုက်မိလျက်မေမေရဲ့သားပိုက်စားနေလူကရောဘာထူးမှမို့လဲ။ဖေဖေမှမလာသေးပဲ။ဖေဖေလာမှသားတို့စားရတောက်ရမယ်ဥစား။အင်းအဲ့ဒါလည်းဟုတ်တာပဲဒါဖြင့်ဒီလိုလုပ်လေကွယ်တားလေးဘိုက်စားနေရင် ဒေါ်သိန်းသိန်းတို့ဆိုင်ကနေထမင်းနဲ့ဟင်းအကျွေးယူလာခဲ့သည်။သားရဲ့အဖေပြန်လာတော့သွားပြီးဆက်လိုက်ပေါ့ကွယ်။ဒေါ်စာယူကအစည်းစင်းချပေး၏။သူတော်ဤရင်မှာပို့ပြီးမောသွား၏။အမေရဲ့အရင်အကျွေးတွေတောင်မဆက်ရသေးတဲ့ဥစ္စာနောက်ထပ်ယူရင်ပေးပါမလား။ဒါကတော့သားရဲ့အကျိုးကြောင့်ပြောပြမှာပေါ့။သူတို့ကဒီလောက်ဆိုးတဲ့သူတွေမှမဟုတ်တာ။ကောင်းကောင်းမွန်မွန်နဲ့ပြောရင်ရမှာပေါ့ကွယ်။သွားလိုက်ပါသားလေးရဲ့။ မိမိလည်းဒီကနေ့ဘာဖြစ်လို့လဲမသိဘူးဘိုက်စာနေတယ်လို့ဖြစ်နေတယ်မိမိဘိုက်စာနေသည်ဆိုတော့လဲသူတော်စိတ်မကောင်းဖြစ်မိပြန်၏ဟုတ်တော့လဲဟုတ်သည်မိမိသည်နေ့လေတုန်းကလဲဘာမှမစားကြူထားသည့်ဆံပြုတ်ကို သူတော်အားပေးကြွေးခဲ့၏သူကတော့ဘိုက်မစားလို့ဟုအကြောင်းပြပြီးဘာမှမစားမတော့ဖဲနေခဲ့၏အခုတော့မိမိခမားဘိုက်စာနေလီပြီသူတော်စိတ်မကောင်းဖြစ်မိ၏အလိုလိုနေမျက်ရည်များပင်လဲ၍လာရသည် သူတော်သည်မိမိအနာကနေခွာခဲ့သည်ဒေါ်သိန်းသိန်းထမင်းဆိုင်သို့ထွက်ခဲ့သည်ဟဲ့ကောင်လေးဘာကိစ္စလဲအကြွေးလာဆက်တာလားဆိုင်ထဲသို့မဝင်မရဲအမူအရာဖြင့်ဝင်လာသောသူတော်ကိုဒေါ်သိန်းသိန်းကစီကြူမိ၏သူတော်မျက်နှာမထားတတ်အောင်ထူပူသွား၏ဒါပေမဲ့ချက်ချင်းစိတ်တင်းကရှင်းမျက်နှာနောက်ထား၍လာရင်ကိစ္စကိုပြောမိသည်အဖေအခုချိန်ထိပြန်မလာသေးဘူးကျွန်တော်တို့လည်းအခုချိန်ထိဘာမှမစားရသေးဘူး မင်းမေဆိုရင်ပို့ပြီးဆိုးတယ်နေ့တည်းကလေးကအခုချိန်ထိဘာမှမစားရသေးဘူးအဲ့ဒါဆက်ပြီးပြောရမည်စကားနှုတ်မှပြောမထွက်ဘဲဖြစ်သွား၏ဒေါ်သိန်းသိန်းမျက်နှာမဲသွားသည်ကိုသတိထားမိလိုက်သောကြောင့်ဖြစ်သည်နင်တို့ပြောလိုက်ဒီတိုင်းကြီးပဲဘယ်တော့မှအဆင်ပြေတယ်ရဲ့လို့ကိုမရှိဘူးဒုက္ခရောက်တဲ့အကြောင်းကြီးပဲနင်တို့ပါဇက်ကအဆက်မပြတ်ထွက်နေတယ်ငါဆိုင်ကိုလာတယ်ဆိုရင်လည်းအဆင်ပြေပြေလာစမ်းပါဟဲ့နင့်အဖေကလည်းပတ်စံတာမရှာနိုင်တာ မိမကြတော့အငဲနှောင်းတွေပါတွေနဲ့တော်တော်တရားကြဖို့ကောင်းတယ်။ကဲသူတော်ကြီးဒီကနေ့ငါတို့လဲဈေးရောက်လို့တိတ်မကောင်းဘူးအကျွေးပေးလို့လည်းမရတော့ဘူးအဲ့တော့မင်းဖေပြန်လာတော့မှပဲလာဝယ်တော့ကွယ်အားနာပါတယ်။စကားဆုံးတွင်တော်သိမ့်သိမ့်သည် လက်ကူကာ၍ပြလိုက်သည်။သူတော်ကြီးရင်ထဲမှာနင်းနေသည်သည် ခံစားရ၏။ပိုက်စာနေမည်မိမိမျက်နှာကို ပြေး၍မြင်သည်။မြုံအိမ်မှာမျက်ရည်များရေဝဲကျင်လာ၏။ ။ဘာဖြစ်နေတာလဲမေမေ။ဒေါ်သိန်းသိန်းဤသားဖြစ်သူမောင်မောင်လက်ရောက်လာကသူ့မိခင်အားမေးခွန်းထုတ်သည်။မောင်မောင်လက်မှာသူတော်နှင့်အသက်မတိမ်မြိမ်ဖြစ်သည်။ရက်ထဲရွာထဲတွင်အပေါင်းအသင်းဖွဲ့၍အလီလိုက်နေသူတဦးလည်းဖြစ်သည်။တစ်ချိန်လုံးကသူတော်ကြောင်းတဲ့နေစဉ်လုံးကတော့ကြောင်းနေပဲဖြစ်၏။အတန်းလူတက်နေစဉ်ကလေးကပင်သူတော်နှင့်တိတ်တဲလှသည်မဟုတ်ပေ။ဘာမှမဟုတ်ပါဘူးကွယ်ထုံးစံအတိုင်းအရင်ကြွေးတွေမဆက်သေးပဲ နောက်ထပ်အကျွေးတွေလာဝယ်နေလို့အကျိုးအကြောင်းရှင်းပြပြီးဆိုင်ထဲကနေမောင်းထုံနေတာဒေါ်သိန်းသိန်းကလူတို့ရှင်းရှင်းပြလိုက်သည်နောက်မောင်မောင်လက်သည်သူတော်ပဲသူလှဲ၍မျက်နှချင်းဆိုင်လာ၏သူတော်အားအထင်သေးသည့်အကြည့်ဖြင့်ကြည့်ခဲ့ရမှမင်းတို့တွေအလုံးလုံးဖို့မစင်စားကြတော့ဘူးလားဒီလိုပဲရှောက်ပြီးအကျွေးခံစားဖို့စိတ်ကူးနေကြသလားမင်းအမေကိုတော့ထားလိုက်ပါတော့သူကကိုရေပြားယောဂတဲ့တယောက်ဆိုတော့အလုံးမလုံးနိုင်ဘူးပဲထားပါတော့ မင်းကရောဘာဖြစ်နေလို့လဲမင်းမာရောမင်းမေရဲ့ယောဂကုနေပြီလားဒီလိုဆိုရင်လေဒီလိုဆိုင်တွေတဲကိုမဝင်နဲ့တော့လေကွာလူမြင်လို့လည်းမကောင်းဘူးကိုရီပြားယောဂတဲ့တွင်ငါတို့ဆိုင်ထဲဝင်လာရင်အယောင်းဝယ်အတယ်ကွာမောင်မောင်လည်းပြောဆိုသွားသည်များစကားတွေကသူတို့အားပိတ်တလေးနှင့်ဘေးပစ်တကယ်တို့ရှိသည်အကောင်ပြောသလိုလိုနှင့်သူမိခင်ဖြစ်သူဒေါ်စာယူကိုလည်းနှိမ်သွား၏သူကိုလည်းနှိမ်သွား၏ သူတော်ဒီစိတ်ထဲကမခံကြည့်မခံသာဖြစ်ခဲ့ရမှဒေါသလှိုင်းတဘိုးတွေအလိမ့်လိမ့်ထနေမိခင်ရောဖခင်မှာထီပါခဲ့ပြီးမှုသူတို့စိတ်ထဲမှာတိခံစိတ်မရတော့လောက်အောင်ပင်တင်းကျပ်သောဝေဒနာကို ခံစားလိုက်ရ၏ဥကောင်းမှာလည်းတစ်စစ်စစ်ကြိုက်ခဲလာတဲ့ကဲ့သို့ရှိသည် မောင်မောင်လက်သည်ငြိမ်မသွားဘဲဆက်လက်၍ပြောဆိုခဲ့ပြန်၏မင်းတို့ကဘာမှအလိုက်ကမ်းစိုးမသိဘူးလူတွေမှာဘလို့ဒုက္ခခံပြီး ခမင်းတနက်ရဖို့ရှာစားနေရတယ်ဆိုတာကိုဘာမှနားမလည်ဘူးမင်းတို့အုံနောက်ထဲရှိနေတာကဘသူစီကအကျွေးယူမယ်ဘသူစီကလက်ဖြန့်တောင်းခံမယ်ဒါလောက်ပဲသိတာအေးလေအဲ့ဒါကလည်းမင်းတို့ရဲ့အလုပ်လို့ဖြစ်နေတာကိုငါကတော့မင်းတို့ကိုတခုတော့အကြံပေးလိုက်ချင်တယ်မင်းတို့ဒီပုံစံအတိုင်းပဲနေသွားမယ်ဆိုရင်တော့ဒီရွာမှာဆက်မနေနိုင်နဲ့တော့ညို့ပေါ်မှာဆိုမင်းတို့အလုပ်ကင် ဖြစ်လိမ့်မယ်ဘာဖြစ်လို့လဲသိလား မျိုးပေါ်မှာဆိုယထာယောကာယောသင်းမောပါဆုံးနေလေကွာငါပြောတာမဟုတ်ဘူးလားသူတော့စောကားသည်ထဲစောကားလာလိပြီအနာကိုတုံနှင်းစွာသည်ထဲစွာနေလိပြီရမ်းမော်မီးပုံကြအောင်လုံနေလိပြီကြည်စံမောင်မောင်လက်သည်တဆင်ကဲလာပြန်၏သူအင်ကြီးလက်မောင်းတစ်ဖက်ကိုဆုပ်ကင်လိုက်ရမှတဆဲထဲသူတော့သွားတော့လေကွာဒီလောက်ပြောနေရတော့မင်းနားမဝင်ဘူးလားကွာဟေးပါလေ မိုင်မရဲရဲဆက်ဆံပြရမှာလားမင်းကိုဆွဲထုတ်မှထွက်သွားမှာလားမှားလေစွာ မောင်မောင်လက်ငကူကားမဒေါသအရှင်ဟုံကအထုထိန်သူရောက်နေသည့်သူတော်နှုတ်ဖြင့်အပြေပေးမနေနိုင်နေတော့သူအင်ကြီးလက်မောင်းစားကိုဆုပ်ကင်ထားသည့်မောင်မောင်လက်ဤလက်ကိုဆောင်ယုံလိုက်၏ဒီနောက်ညာလက်သည်ဆုပ်၍မောင်မောင်လက်ဤမျက်ခွက်ထံသို့ပြစ်သွင်းလိုက်၏ခွက်အင်းမောင်မောင်လက်နောက်ဖဲသို့ရိုင်းထွက်သွား၏သူတော်သည်ဆက်လှုပ်ရှား၏ မောင်မောင်လိုက်မျက်ခွက်စီသူနောက်ထပ်လက်သီးတစ်လုံးထပ်မံထိုးသွင်းလိုက်၏ခွတ်ဒီတခါတော့မောင်မောင်လက်ပူ၍အထိနာသွား၏နောက်ဖဲသူရင်းရင်သွားသည်ကြောက်ကြမ်းမြင်ထဲသူလဲပြူကျသွားလေ၏သူတော်သည်ရှေးသူတဲ၍မောင်မောင်လိုက်ရင်ဝါကိုခြေတောင်ဖြင့်ဆောင်းနှင်းချဖို့ဟန်ပြင်လိုက်၏သူရစီမနှင်းဖြစ်ပါလေတော့အကြောင်းမူခွနိန်ကြားရှိန်ကြားအော်လိုက်သောဒေါ်သိန်သိန်းအတန်ကသူ့ကိုဟန်တားထားလိုက်သောကြောင့်ဖြစ်၏ အမလေးကြည့်ကြပါအောင်ရှင် ကလေးကချေကလေးကွားကောင်က ကျုံရဲ့သားကိုနှိမ့်ဆက်နေလိုက်တာလာကြပါအောင်ရှင်းပေးကြပါအောင်ဒေါ်သိန်းသိန်းအော်တန်ကြောင့်ထင်သည်ဆိုင်နောက်ဖက်ကနေအမျိုးသားကြီးနှစ်ယောက်ပြေးထွက်လာ၏တယောက်ကဒေါ်သိန်းသိန်းခင်မွန်းဖြစ်သူ ဦးလှမောင်ကြံတယောက်ကတော့ဦးလှမောင်ညီဖြစ်သူ ကိုအေးမောင်ဒေါ်သိန်းသိန်းအော်တန်ကြောင့်၎င်းသူတို့ဤသွေးသားဖြစ်သည့်မောင်မောင်လက်အထိနာနေသည့်ဖြစ်ကို မျက်မြင်ကိုတွေ့တွေ့မြင်လိုက်ရပြီမို့သူတို့ဒီနောက်ထပ်ဘာမှစဉ်းစားဝေဖန်ခြင်းပြုမနေကြလေတော့ညက်ပူညက်ပိလုံး၍သူတို့အားဝိုင်းပြီးထိုးကြိတ်ကြလေတော့ဤခွက်အာသူတို့နှစ်ယောက်ဤလက်တီးချက်တွေအောက်မှာသူတို့ခမည်းလူလင်းခံနေရဤကောင်းမင်းမထူနိုင်တော့လောက်အောင် အစစ်မပြတ်အထိုးခံနေရဤလက်နှစ်ဖက်ဖြင့်မျက်နှာရှိက အုပ်ထားလိုက်ပြန်တော့လေဝမ်းပိုက်မှာအထိုးခံနေရဤ ောက်ဆုံးသူတော်သည်မြေပြင်ထဲသို့လဲကျသွားရ၏ဒီတော်လဲခြေတော်ဖြင့်နန်းဆောင်ကိုအဆက်မပြတ်အကန်ခံရပြန်၏သူတော်ခမားညီပင်မညီနိုင်ပါလေတော့အတော်ကြီးကြာတော့မှပင်သူတို့ဤလှုံ့ဆော်မှုတွေကရက်တန့်သွား၏သူတော်ခမားမှာတော့သတိမမေ့ယုံတမဲအသေးခိုင်မတန်နာကျင်ခံရခက်ခါဝေဒနာတွေကိုခံစားရလျက်မြေပြင်ထက်တွင် အလူလူအလိမ့်လိမ့်ဖြစ်နေ၏ သူတို့အဖြစ်ကို လာကြည့်ကြသည့်လူတွေမှာလည်းတစားတစားအများပြားလာ၏ဘာဖြစ်ကြတာလဲတယောက်ကမေး၏ဘာမှဖြစ်တာမဟုတ်ဘူးဒီကောင်ဆိုင်ထဲဝင်ပြီးတောင်းကျနေလို့ကျုပ်တို့ဆုံးမနေတာဒေါ်သိန်းသိန်းခင်မွန်းဖြစ်သူကအဖြေပေးခဲ့တယ်လို့ဒေါ်သိန်းသိန်းကလည်းကြည်စမ်းမအောင်ရှင်အရင်လက်ကျန်အကျွေးတွေမဆက်တဲ့ပြင်နောက်ထပ်အကျွေးထပ်လာယူနေသေးတယ်အဲ့ဒါကျုပ်တို့ကမပြီးရကောင်းလားဆိုပြီးကျုပ်ရဲ့သားမောင်မောင်လက်ကိုလက်သီးနဲ့ထိုးတယ်လေ ိုမကြည့်ပါအောင်ကျုံရဲ့သားလေးနှုတ်ခမ်းတွေဘာတွေကွဲလို့ကြည့်လို့ကောင်းသေးရဲ့လားတော့အင်းသူတို့သားဖားကတော့တဖြည်းဖြည်းလွန်လာပြီသူ့အဖေကလည်းမျက်နှာပြောင်တိုက်လွန်အားကြီးတယ်ကိုမသာစားဖို့တောက်ဖို့မရှိတာမယံငယ်နဲ့ကြတော့တတွဲတွဲလူမြင်လို့မှမကောင်းဘူးအမှန်တိုင်းပြောရရင်သူတို့အားလုံးကိုဒီနေရာမှာမထားသင့်တော့ဘူးဒီွာကနေတခါတည်းမောင်းထုတ်ပြစ်လိုက်ဖို့ကောင်းတယ်ခမရတို့ပဲစဉ်းစားကြည့်လေသူ့အမေဆိုတာကလည်းကိုရီပြားယောဂတဲ့ ကြိုင်ရွာတဲ့ကလူတွေကိုတောင်ကူးမှဆိုးရတယ်။ဦးလာမောင်ကြီးညီကိုအေးမောင်ကလည်းမိလောင်ရလေးပင်စကားဆိုနေပြန်၏။သူနှင်းမြေပြင်ထဲမှာအလူလူအလိမ့်လိမ့်ဖြစ်နေသည့်သူတော်ဘေးတဝိုင်းမှာရှိနေကြသည့်လူတွေကတယောက်တစ်ပေါင်းနှင်းဒီဒူဒီဒူသဖန်ဖို့လုပ်နေကြတော့၏။သူတို့အားလုံးပင်ဒူညီသောအချက်တစ်ချက်ရှိ၏။ရင်းမှာသူတို့သားမိသားဖာသုံးယောက်အားဤရွာကနေနှင်းထုတ်ဖို့ အားလုံးကသူတို့ပေါ်မှာကျေနပ်မှုမရှိကြလေတော့ပြီကိုเจ้าနှင်းကိုကိုတို့ကားနှင်းကိုဖြစ်နေသည်ကိုပင်ယူမဲဖွဲခဲ့ကြလေပြီ အမလေးကြည်စန်းကြည်စန်းငါသားသူတော်ကိုရက်ဆက်ထားလိုက်ကြတာငါသားကိုစိတ်မချလို့လိုက်ကြည့်တာကံကောင်းလို့ကြည်စန်းနင်တို့တွေနှိပ်ဆက်ထားလိုက်ကြတာငါသားသူတော်မတေယုံတမဲပါလာရင် ဖြစ်မှဖြစ်ရလေတားလေးမိမိတော်စာယူအတန်းကို ကြားလိုက်ရသောကြောင့် သူတော်သည်ဒံယာဝေဒနာတွေကြမှာပင် မျက်လုံးစုံကိုတပြေးပြေးနှင်းအာယူဖွင့်ကြည့်မိသည်ဒေါ်စာယုသည် သူတော်ဘေးမှထိုင်ပြီး သူတော်ဤဥကောင်းကို သူမ၏ပေါင်မောတင်သည်တာဖြည့်သူဤမျက်နှာပေါ်မှဖူယောင်နေသည်များကိုကြည့်ပြီးမျက်ရည်များပူပူပေါက်ပေါက်ကျဆင်းလာ၏ตาလေးရဲ့ဖြစ်မှဖြစ်ရလေဒီလောက်ထိဖြစ်လိမ့်မယ်မထင်လို့မိမိလှုပ်လိုက်တာပါตาရဲ့ตาလေးကိုဘသူတွေလှုပ်လိုက်တာလဲပျော်စံပျော်စံမိမိကိုအမြန်ပျော်စံ ချက်ချင်းပင်ဝမ်းနဲ့လှိုင်လဲမှုမှသည်ဒေါသအတွင်သို့ကူးပြောင်းသွားလေ။ပြောစမ်းမှာငါသားကိုဘယ်သူနှိပ်စက်တာလဲ။တယောက်တည်းကိုဒီလောက်တောင်ဝိုင်းပြီးနှိပ်စက်ရသလားယင်။ဒေါ်စာယူသည်ဒေါ်သိန်းသိန်းကိုစေးစေးကြီး၍ခက်ခက်ထန်ထန်မေး၏။ဒေါ်သိန်းသိန်းကလည်းခက်တီတီပင်။အိုးရှင်သားကအရင်စပြီးရန်စတာပဲ။ကျုပ်ရဲ့သားကိုထိုးထားလိုက်တာ။ဟိုမှာကြည့်ပါလား။နှုတ်ခမ်းတွေတောင်ကွဲပြီးသွေးတွေထွက်လို့ဒေါ်စာယူသည်လက်နှစ်ဖက်ကိုခါပေါ်မှာထောက်လိုက်လျက် ငါသားအတလောင်းမမိုက်ရိုင်းမှုဆိုတာငါသိတယ်။သူ့ကိုစမလုပ်ဖဲနေတော့သူကအရင်စပြီးဘယ်တော့မှမလုပ်တတ်ဘူး။ဒီမှာဒေါ်စာယုရှင်ပါမှမသိပဲရှောက်ပြောမနေနဲ့။ရှင်သားကအရင်ကြွေးကြံတဲ့ကိစ္စတွေကိုမပြောဘဲနဲ့နောက်ထပ်ထမင်းကြွေးဟင်းကြွေးယူဖို့လုပ်နေတာ။ကျုပ်က မပေးနိုင်တဲ့အကြောင်းပြောတာ။မကြည်မနက်ဖြစ်နေတာ။အဲ့ဒါကျုပ်ဘောမကြည်နဲ့တာနဲ့ကျုပ်သားနဲ့ဆက်ပြီးပြဿနာတက်တာ။ကျုပ်သားကစကားနဲ့ပဲပြောတာ။တော်သားကလက်ပါပါလာတာ။ ကျုံသားကိုထိုးလိုက်ကျိန်းလိုက်တာဘလို့မှတားလို့မရဘူးသူတို့ညီကိုကသူတို့ကြားထဲဝင်ပါလိုက်ရတာပဲဒေါ်သိန်းသိန်းကအမှန်တဝဲအမှားတဝဲကိုနှက်တန်းနှော၍ပြောသည်ဦးလာမောင်တို့ညီကိုစီမင်းငေါ်ပြလိုက်ဒေါ်စာယူသည်ဦးလာမောင်တို့ညီကိုအားစေးစေးကြီးကနှုတ်ခမ်းကိုမဲရွဲ့၍အော်အော်ဒီလောက်အားကောင်းမောင်တန်ယောက်ျားကြီးနှစ်ယောက်ကငါရဲ့သားလိုနူးနူးနဲနဲကလေးကိုဝိုင်းထိုးလိုက်ကြတယ်ပေါ့လေ တော်တော်ကိုတရားကြားဖို့ကောင်းလိုက်တာတယောက်တယောက်ချင်းဆိုတော်သေးတယ်အခုတော့နေနိုးကနှစ်ယောက်ကဲတတိရှိရင်ငါနဲ့လာပြီးဖြစ်နေနေနိုးကိုနှစ်ယောက်မဟုတ်ဘူးနေနိုးကိုသုံးယောက်ပေးတယ်လုံရဲရင်လာလုံးလိုက်ကြဒေါ်စာယူသည်ရဲရဲတင်းတင်းပင်စိန်ခေါ်သည်တာသောကကတ်နေပြီမို့ဒေါ်စာယူအနေဖြင့်ဘာကူမှမမှုတော့ဘာကူမှမကြောက်တော့ရင်ဆိုင်စရာရှိတာကိုရဲရဲဝင်းဝင်းရင်ဆိုင်ဖြစ်ရှင်းရန်အသင့် ်ဦးလှမောင် အရှိတို့တလန်တို့လာလျက်ဒီမှာဒေါ်စာယူခမရအေးအေးဆေးဆေးကိုသားကိုခေါ်ပြီးပြန်ရင်ကောင်းမယ်ဒီမှာသမင်းဆိုင်ဖွင့်ပြီးစည်းဝါးကြီးလုံးနေတာဗျာကျုပ်တို့စည်းဝါးကြီးကိုလာပြီးအနှောက်ရှက်ပေးနေတာကိုတော့မကောင်းပါဘူးပြီးတော့ခမရမှာဘာယောဂါရှိနေလဲဆိုတာလဲကိုကိုကိုတိမှာပေါ့ခမရဒီဇိုင်းနဲ့ဝင်လာတာတောင်လွန်လှပြီးကျုပ်တို့ဆိုင်အယောင်းဝယ်အရတယ်ဗျအော်အော်နင်တို့ကလည်းလုံသေးတယ်နင်တို့ကပဲ ပြန်ပြီးငါ့ကိုမောင်းထုတ်နေသေးတယ် ငါကဘာဖြစ်နေလို့လဲငါဝေဒနာနဲ့ငါဖြစ်နေတာနင်တို့မှာဘာထိခိုက်စရာရှိလို့လဲလူတိုင်းလူတိုင်းမှာသူ့ဝေဒနာနဲ့သူရှိတာကြီးပဲအပေါ်ယံကြည့်ပြီးဝေဒနာမရှိဘူးမထင်နဲ့အတိတ်ကဝေကြွေးပါခဲ့လို့ငါဘွားကဒီလိုဖြစ်နေတာအဲ့ဒါကိုပဲနင်တို့အပြစ်ဆိုခြင်းသေးသလားနင်တို့လည်းတနေ့ကျရင်အလှဲ့ကြုံမှာပဲနင်တို့အလှဲ့ကြမှာငါထက်ပိုပြီးအပြစ်ဆိုမယ်ငါတို့ဘောဖိနှိပ်ဖို့တော့ပဲနားလေတတ်ကြတဲ့နင်တို့တွေအားလုံးတနေ့ကျရင်ဒုက္ခလှလှကြီးတွေ့မယ်မှတ် ဝစ်ဆိုတာနောက်ဘွားထိမသွားဘူးအခုဘွားမှတင်းနင်တို့ကောင်းကောင်းကြီးဝစ်လဲလိမ့်မယ်ငါပြောတာကိုယုံဒေါ်စာယူသည်ဒေါ်သိန်းသိန်းတို့လူတိုက်အားလက်ညှိုးကောင်းကောင်းထိုးရင်းပြောစရာရှိသည်များကို အားပါတရပြောသည်တဏီအားဖြင့်သူ့အတွင်ကဒေါ်သိန်းသိန်းတို့အားဂျင်းစာအတိုင်းနေသည်နှင့်ဒီစဉ်ကဒေါ်စာယူသွင်းမြင်ပုံစံသည်တော်တော်ကိုကြောက်စရာကောင်းနေသည်တကူလုံးမိုးရေတွေရွှဲရွှဲစုံနေလျက်စပင်ကိုလည်းဖားရချတာဤ အတွင်စေဤဒေါ်သာဤလှုပ်ခတ်မှုကြောင့်မျက်လုံးစုံမှာအစွမ်းကုန်ပြူးထွက်နေ၏ဒေါ်သိန်းသိန်းတို့အားစိုက်ကြည့်နေပုံမှာမျက်လုံးအစုံထဲကနေအခိုးငွေတွေထွက်လာတော့မလားမှတ်ထင်ရ၏ကိုရီးပြားယောဂာတဲ့ဝေဒနာတဲ့တရားမှုဒေါ်စာယူဤအသားရီတို့မှာဖြူဖက်ဖြူရောကြီးဖြစ်နေ၏တိုက်တိုက်ဆိုင်ဆိုင်ဥပင်ဆိုရမည်လားမပြောတတ်ဒေါ်စာယူစကားဆုံးတွင် အပြင်ဘက်စီမှမိုးချိုးပြစ်ချတန်ကြီးကနာစီကွဲမတက်ထွက်ပေါ်လာ၏ဂျိန်တလိန် ဖြောင်းလေကလည်းခက်ကြမ်းကြမ်းလေးတိုက်ခတ်လိုက်သည်မို့တစ်ပင်တပင်မှဒီကန်ကျူးကြတန်ကဖြောင်းကနေဒိုင်းကြည်စံသမင်းဆိုင်မှာဆိုင်းပုတ်ပင် အောက်သို့ပြုတ်ကျသွားလေလူလောကကြီးဟာအင်ပဒန်ထူးဆန်းနေလျှို့ဝှက်နေနေတယ်လူလောကကြီးမှာနေတတ်ဖို့အရေးကြီးတယ်မနေတတ်ရင်ဒုက္ခဆိုတဲ့ပင်လေကြီးထဲမှာလက်ပြေကူးရမှာပဲအတိတ်ဘဝကဘလောက်ကြီးပဲကောင်းတာလုပ်ခဲ့လုပ်ခဲ့ဒီဘဝမှာမကောင်းတာလုပ်ရင်မကောင်းတဲ့အပြစ်ဒဏ်ကို လောလောလတ်လတ်ခံရမှာပဲကောင်းလာလို့ရင်ကောင်းတဲ့အကျိုးကျေးဇူးကို ခံစားရမှာပဲလောလောဆယ်မှာနင်တို့ဟာမကောင်းတဲ့အလုပ်တစ်ခုကိုလုပ်လိုက်ကြပြီအဲ့ဒီတန်းကိုနင်တို့အားလုံးခံစားရမှာပဲအဲ့ဒါကိုနင်တို့အားလုံးအုံနှောက်ထဲမှာတည်တည်ချာချာမှတ်ထားလိုက်ကြဂျိန်တလင်းဂျိန်နောက်ထပ်တစ်ချက်မိုးချိုးပြေးချလိုက်ပြန်ဤကဘာအမည်ကြီးတကူတုံးတိမ့်တိမ့်တုံသွားတာလားမှတ်ထင်လိုက်ရဤမိုးချိုးပြေးချပြီးနောက်နောက်ဆက်တွဲဖြစ်တရက်ရောင်တန်းကြီးက ဝင်းကနေလက်ကနေထွက်ပေါ်လာ၏အစမပြတ်ရွာချနေသည့်မိုးကလည်းစောစောကထက်ပူပြီးသေးလာ၏လေကလည်းပူပြီးပန်ကျန်းတိုက်လာ၏တစ်ပင်ကြီးများလှုံရမ်းနေတန်ဒေကိုင်းဒေကိုင်းချင်းပိုကျိန်နေတန်တွေက နားမခံသာစရာကောင်းလာ၏ဆိုင်ကန်းထဲတွင်ထွန်းချိန်ထားသောမှန်မိအိမ်လေးပင်လှုံဒီလှုံလက်ဖြစ်လာလေ၏ဟာဟာဟာဒီလောက်မိုးချိုးပြစ်တာလေးနဲ့တောင်နင်တို့အားလုံးတုံ့နှုတ်နေကြပြီမဟုတ်လား အဲ့ဒါနင်တို့ကိုလောလောလတ်လတ်ဖျားပြနေတာပဲငါတို့ကိုဒီွာထဲကနေနှင်းထုတ်ဖို့လုပ်နေတဲ့နင်တို့တွေအားလုံးတနေ့ကျရင်ဒီွာကိုစွန့်ပြီးအဝေးကိုပြေးကြရနိုင်မယ်သူများကိုမကောင်းကြရင်ကိုသာအထိနာတတ်တယ်လေဒေါ်စာယူကပြောစရာရှိသည်များကိုဇက်တိုက်ပြောနေသည်လူအချို့သည်တဖြည်းဖြည်းနှင်းနောက်ဆုံး၍သမင်းဆိုင်ထဲကနေထွက်သွားကြလေ၏နောက်ဆုံးဒေါ်သိန်းသိန်းတို့လူတိုက်သားကြံရိပ်ခဲ့လေတော့၏ တော်သိန်းသိန်းမျက်နှာမှာလည်းသွေးဆိုးတကယ်တို့ဖြူဖက်ဖြူရော်ကြီးဖြစ်နေ၏တာလီမင်းလမ်းလျှောက်နိုင်တယ်မဟုတ်လားဒေါ်သာယူက သူတော်ကိုမေး၏သူတော်ကဖြေးလေးစွာကောင်းငိမ့်ပြ၏ဒေါ်သာယူသည် သူတော်အားဆွဲထူပေးလေသည်ထို့နောက်သူတို့သားမိနှစ်ယောက်သားဒေါ်သိန်းသိန်းထမင်းဆိုင်တဲကနေတဖြည်းဖြည်းချင်းထွက်သွားလေ၏မိုးသည်တဲထန်နေစေလေသည်ခက်ကြမ်းကြမ်းတိုက်ခတ်နေစေ ကဲ့ပါရှင်အပိုင်း1ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း2မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်